ချန်နင်းငံတောင်ပိုင်းပရာကျော်ခရီကန်ခရိုင်တော်ကေဂျီဝါမှာမြန်မာရွှေ့ပြောင်းလုပ်သားတွေစုပေါင်းပြီးစီရီတော်တစုတည်နေပါတယ်။မောင်မောင်ဒေဂျီတော်ကောင်းတို့သည်ဝမ်မန္တရာဖိုးကြီးကျောင်းဝိတ်တယ်။ရွှေတကိုစီရီတော်ပူဇံသူတည်နေတာဖြစ်ပြီးမန္နစီမနကပရမအဆင့်ဌာမနာတိုက်ပွဲပွဲကျင်းပခဲ့တာပါ။စီရီတော်ရဲ့ညံတော်အမည်က39ပေးရှိမှဖြစ်ပြီးအရာစီရီရှစ်စုချုပ်ခွင်းရှစ်ခွင်း အရန်စင်းလူတော်29ဆူရန်တာရိုးတို့တွေထဲ့သွင်းတည်ထားသွားမယ်လို့ဆိုပါတယ်စေရောတရားတွေအနှွေကြိုတင်ကောက်ခံတာမရှိဘဲအလူရှင်တအိုးနှစ်အိုးနဲ့စတင်တည်ထားတာဖြစ်တယ်လို့ပြောပါတယ်ကျွန်တော်တို့ဒါစာမတိတော့တော့ဘာအောင်နော်။ဒါအနေနဲ့အခုကောက်ကြစေရတော့ဟောလာရှိအပိုက်ကြော်ကြော်လာရှိအလူငွေအားလည်း တမိတ်ကြိုးကြိုးလာဆရာဆရာလာတော့ပုံနေပြီနော်ဟိုကတော့အမေကလောက်ပါချုံမတော့ဝယ်ဟောတော့ကလောက်ဆက်သိကြိုးလာတော့ခုတ်တယ်မြန်မာနိုင်ငံမှာစီတီတိခက်ပူတဲ့ပြင်ထိုင်းနိုင်ငံတောင်ပိုင်းရနောင်မြို့မှာပါစီတီတိခက်ပူတဲ့ဆရာတော်ဦးနန်းတော်ဘာသာကဥဆောင်တည်နေတာဖြစ်တယ်လို့ဆိုပါတယ်။ဇီတော်ရဲ့ပွဲတော်ကိုတန်တရာ ACD လို့မှတ်ထားတယ်လို့ဆရာတော်ကမိန့်ပါတယ်။ တမ်းလာတယ်လို့ဘာဖြစ်လို့သိရလဲဆိုတော့ဒီကျင်းလို့ကအမြဲတမ်းမအေးချမ်းတဲ့နေရာတွေပဲဒီကျင်းလို့မှာပြည်သားတွေရောက်နေတယ်ဆိုတော့ငယ်ငယ်ဒီနေရာလေးကိုရောက်အေးချမ်းပါစေလို့အသိပေးတော့ပေါ့။တန်လျာအေးချမ်းလို့ဆိုတော့ဒီနေရာလေးကိုပြန်ပြန်ပို့ပေးစီရော်တရားမှာလိုအပ်တဲ့အုတ်တန်တေဗီလာမီတွေကိုဘယ်သူမှစိုးပါဝင်လှူဒါန်းနိုင်တယ်လို့ဆိုပါတယ်။တရင်ချင်းကို950ပတ်ကြောက်တဲ့ချင်း650ပတ် ပီလာမီတဲ့အေး150ပတ်သတ်မှတ်ထားတယ်လို့ဆိုပါတယ်။တန္တရာအေးစီဒီကို လာမေတဆောင်မူလာမှအပြည့်တီထားမှဖြစ်ပြီးဒုတိယအချိန်စီဒီတော့ဌာပနာပိတ်ပွဲကိုလာမေတချမ်ကာလာမှပြုလုပ်သွားဖို့ရှိတယ်လို့သိရပါတယ်။